မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့စကခ21ကိုအပိသက်သိမ်းပိုက်ရရှိရန်နှိစလာနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗမော်မြို့သိမ်းတိုက်ပွဲဟာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိနေတယ်လို့သိရပါဗျစစ်တပ်ကလည်းနေတိုင်းလိုလိုလေကြောင်းတိုက်ခိုက်မှုများကိုလေယာဉ်များ drone များနဲ့ တိုက်ခိုက်နေတယ်လို့သိရပါတယ်တော်လိုင်းတပ်များကလည်းမြို့ရဲ့နေရအများစုကိုစီးနှင်းထားမိတော့လဲစစ်တပ်ကဆက်လက်ပြီးတော့ခုခံနေဆဲဖြစ်တယ်လို့သိရပါတယ်ဗမော်မြို့သိမ်းတိုက်ပွဲကိုမနေ့ကဒီဇင်ဘာလကစတင်ခဲ့ခြင်းဖြစ်ပြီးတော့အခုလ9လကြာမြင့်တဲ့အထိကိုတိုက်ပွဲများပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်စစ်တပ်ရဲ့တိုက်ခိုက်မှုများကြောင့်ဗမော်မြို့ရဲ့နေရအများစုမှာမိတွေလောင်ကျွမ်းပျက်စီးနေတယ်လို့သိရပါတယ်အလားတူပဲကချင်ပြည်နယ်ဖားကန်မြို့နယ်လဝါကာမိုင်းဖားကန်လမ်းမိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်သားများအထိနာလျက်ရှိကြောင်း KIA ရဲ့စီးရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။မနေ့ကမေလ၂ရက်နေ့မှာဖားကံမြို့နယ်လဝါကျေးရွာကိုရောက်ရှိနေတဲ့အကြမ်းစစ်ကောင်စီတပ်သားများကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့အဲ့ဒီနေ့မနက်၁၇နာရီခန့်မှာတကြိမ်၁၂နာရီခန့်မှာတကြိမ်လေကြောင်းကနေပြီးတော့ဗုံးကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်စစ်ကြောင်းမှာပြည်သူစစ်နဲ့ SNA တပ်ဖွဲ့များပူးပေါင်းပါဝင်နေပြီးတော့အင်အား600ခန့်ရှိကောင်လော်ဝါကာမိုင်းဖားကန်လမ်းမိုင်းကိုထိုးပေါက်နိုင်ရန်အတွက်လက်နဲ့ကြီးများလေးချောင်းဒရုန်းပစ်ကူများနဲ့တဖြည်းဖြည်းနဲ့ခြိတက်လာတယ်လို့သိရပါတယ်။မနေ့ကတုန်းကဆိုရင်လဝါရွာအနီးတဝိုက်မှာဖားကတ်လမ်းပိုက်မှာပဲစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတွေပြည်သူစစ်တွေ SNA ပူးပေါင်းစစ်ကြောင်းနဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်မနေ့ကတော့ဟာဆိုရင်လဝရွာနားမှာသူတို့အင်တိုင်မှာရှိနေတဲ့အချိန် KIA နဲ့ PDF တပ်ဖွဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်တဲ့အချိန်မှာသူတို့တွေအထိခိုက်များသွားပါတယ်သူတို့ဘက်ကအထိခိုက်များတော့မနေ့ကမနက်ပိုင်း7:00နာရီလောက်မှာတစ်ချိန်7:00နာရီလောက်မှာတစ်ချိန်လေကြောင်းတိုက်ခိုက်မှုနှစ်ခါလုတ်သွားတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ်မနေ့ကမေလ2ရက်နေ့ညနေ3:00နာရီခွဲလောက်ကဖားကံမြို့နယ်ကန်စီဖြူဂုံးကိုဗျူဟာမှုအစ်စ်တယောက်ပို့ဆောင်ရန်ရဟရဲတစည်းဆင်းတက်ခဲ့ပြီးတော့အခုလိုမျိုးဆင်းတက်နိုင်ရန်အတွက်ဝေဟင်ကနေဂျက်ဖိုက်တာတစည်းနဲ့ကင်းထောက်ပြီးတော့ပြန်ဝဲပေးခဲ့တယ်လို့သိရပါတယ်ဖားကံတပ်မဂုံးကို KI နဲ့ KPD ပူးပေါင်းတပ်များကပိတ်ဆို့ထားတဲ့အတွက်ရဟရဲနောက်မှဆင်းတက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်မနေ့တော့ကဆိုရင်ညနေ3:00ခွဲလောက်မှာလဲဖားကက်ကန်စီဗျူဟာဂုံးကိုရဟရင်တစည်းဆင်းတယ် ်ဗျူဟာမှုအပြောင်းအလဲရှိတယ်ကြားတယ်လူကြီးလာပို့တာပေါ့ပြီးလို့ရှိရင် Jet Fighter တစ်စီးကအပေါ်ကနေဝဲပြီးတော့ပတ်ပေးနေရတယ်ခွေးတွေကတော့ဖားကတ်တက်မှဂုံးမှာလေရင်မစင်းရတော့ကန်စီမြောက်ဘက်ချမ်းမှာရှိတဲ့ဗျူဟာဂုံးကိုပဲဆင်းရတာပေါ့တက်မှဂုံးမှာကာကွယ်ဖို့စောင့်နေတော့သူတို့ကမဆင်းရဘူးလို့ KIA ရဲ့စီရေးသတင်းအရေးပေးကရှင်းပြထားပါတယ်အလားတူပဲဖားကတ်မြို့အဝင်လမ်းတွေဖြစ်တဲ့ကာမိုင်းနန်ယန်ဖားကတ်အင်းတော်ကြီးဝေခါဖားကတ်လမ်းမိုင်းနဲ့တမခန်ဆယ်စင်းဖားကတ်လမ်းမိုင်း၃ခုစလုံးကို KIA နဲ့ KPDF တပ်ဖွဲ့များကထိန်းချုပ်ထားပြီးတော့ ဖားကန်မြို့ကိုဖောက်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗါးဖားကန်မြို့ပေါ်မှာတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘူးလို့ပြောပါတယ်အကြမ်းဖက်စစ်ကောင်စီကအပြစ်ခတ်ရဲစဲရေးကြီးညာထားပြီးမယ်ကချင်ပြည်နယ်မှာတော့စစ်ကြောင်းတောက်လျှောက်ထိုးနေပါတယ်လောဝါကာမိုင်းဖားကန်လမ်းမိုက်မှာအင်အား600လောက်ပါတယ်စစ်ကြောင်းကဖားကန်ဘက်ကိုစစ်ကြောင်းထိုးတာတပတ်ကျော်ကြာနေပြီတိုက်ပွဲဟာနေတိုင်းလို့လို့တောက်လျှောက်ဖြစ်နေတာ ဖားကန်ကိုလည်းစစ်အင်အားတွေဖြည့်တင်းနေပါတယ်။ KIA နဲ့ KPDF တွေထိန်းချုပ်ထားတဲ့ဖားကန်လမ်းပိုင်းကိုသူတို့ကပြန်လိုချင်နေတာပါ။ဒါကြောင့်မလို့စစ်ကြောတောက်လျှောက်ထိုးနေတာတွေရှိပါတယ်။လက်နက်ကြီးပစ်ကူ drone ပစ်ကူတွေနဲ့တရက်ကိုနဲ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 ချင်းရှေ့တိုးလာတာပေါ့လို့ KIA ရဲ့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ပလိုင်းကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေပီလ28ရက်နေ့နဲ့30ရက်နေ့တို့မှာရွှေဘုံမြို့နယ်ပလိုင်းကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ပလိုင်းကြီးရွာကပြူစောတိရွာပါအင်အားကတော့စစ်သား၁၈၀၀လောက်ရှိမယ်ပြူစောတိများတာပါပြူစောတိကအင်အား၂၀၀လောက်ရှိတယ်ကျွန်တော်တို့က drone ၃စီးနဲ့ကျဲချတာပါ AP လ၂၈ရက်နေ့နဲ့၃၀ရက်နေ့၂ရက်ဆက်တိုက်ပေါ့ အထီးကိုက်ကတော့ကျွန်တော်တို့အနေနဲ့အတိအကျမသိရသေးဘူးအထီးကိုက်ရှိလာတော့သေးကြတယ်အဆောက်အဦတွေပျက်စီးတယ်လို့တော့သိရတယ်အတိအကျမမြင်ရလို့မပြောတာပါဘုံဒီကြတာတွေကတော့သူတို့နေတဲ့အဆောက်အဦတွေဘောကိုကြတာဆိုတော့အသေးပြောက်ရှိမှကတော့သေးကြတယ်ပောက်ကွဲပြီးရင်လူတန်တွေစူညံတန်တွေငိုတန်တွေရောပဲကျွန်တော်တို့အနေနဲ့အစင်တင့်တင့်တယ်လို့ရန်သူဘက်နေရာတွေကိုအကောင်းဆုံးနဲ့အထီးရောက်ဆုံးဖြစ်အောင်လို့စူးစမ်းပြီးတော့တိုက်ခိုက်နေတာပါစစ်ရေးရည်ရွယ်ချက်အနေနဲ့ပြောရရင်တော့ရန်သူကိုအငြိမ်မနေရအောင်လို့6လက်ချင်း6တဲ့သဘောပါပဲလို့အာလဝကကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်း င်းတိုက်ခိုက်မှုကိုအလာဝက PDF မုံရွာခရိုင်တပ်ရင်း၄မုံရွာခရိုင်တပ်ရင်း၄တပ်ခွဲနှစ်ငားမြင့်ဆောင်ကွန်မန်ဒိုမုံရွာခရိုင်တပ်ရင်း၈တပ်ခွဲနှစ်ကမိုးချိုးကြည်စံပြောက်ကြားတပ်ဖွဲ့ရင်းမာပင်ခရိုင်တပ်ရင်း29 Golden Star Force ရွှေဘုံမြို့နယ်ပတ်ကောက်ဖားနယ်နယ်မြေကန်ပတ်ကောက်ဖားများကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာအရက်သားဟန်ဆောင်ပြီးတော့သတင်းထောက်လန်းနေတဲ့ရဲတပ်သား၂ဦးကို အရှင်ဖန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရနေ့ကဟာခါမျိုးပုံမှာအရတောင်းဟန်ဆောင်ပြီးတော့သတင်းထောက်လန်းနေတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်သား၂ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိတဲ့ရဲတပ်သား၂ဦးကိုဆက်လက်ထိန်းသိမ်းထားပြီးတော့အပြစ်မဲ့တဲ့ပြည်သူများကိုဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို CDF ဟာခါအနေနဲ့လိုက်လံပြီးတော့ရေးယူသွားမှာဖြစ်တယ်လို့ CDF ဟာခါကသတိပေးထားပါဗျ။ ် CDF ဟာခါကအေပီလ23ရက်နေ့မှာကြေညာချက်တည်းရထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီကြေညာချက်မှာဟာခါမျိုးတိမ့်တိုက်ပွဲအတွက်လူငယ်များနဲ့မိဘများအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါရန် CDF ဟာခါကချင်းမာသာနဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်အခုလိုမျိုးဖိတ်ခေါ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကဟာခါမှာစီရေးပြင်ဆင်မှုများလုပ်လာတဲ့အပြင်ချင်းတော်လိုင်းတပ်များရဲ့လှုပ်ရှားမှုများကိုသိရှိနိုင်ဖို့အတွက်ပြည်သူလူထုအတွင်းမှာသတင်းလိုက်စုံစမ်းခြင်းအယောင်ဆောင်စုံစမ်းခြင်းများနဲ့ ဟာခါမျိုးအဝင်ထွက်များမှာတင်းကျပ်စွာဆဲဆဲချင်းများကိုလှုပ်ဆောင်လာတယ်လို့ချင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါရယ်ဟာခါမျိုးတင်းတိုက်ပွဲအတွက်လူငယ်တွေကိုပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ကစီရေးပြင်ဆင်လာတာတွေရှိတယ်လို့သတင်းတွေရဖို့ပို့ပြီးတော့စုံစမ်းလာတာကိုတွေ့ရပါတယ်မြို့အဝင်ထွက်တွေမှာလည်းတော်တော်လေးကိုတင်းကျပ်ထားတယ်လို့ချင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာငလျင်ကြောက်အင်ပြိုသွားတဲ့သူတွေအနေနဲ့ ်လှဆင်ပေးဆောင်ရမယ်မီတာကားများကိုမပေးဆောင်ပါကလက်ဆက်မီတာပေါင်များကိုတင်စီမယ်ဆိုပြီးတော့ချိန်ချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငံလျင်ကြီးကြောင့်မန္တလေးမှာနေအိမ်ပျက်စီးသွားသူများအနေနဲ့မေလာတရနေ့ကစပြီးတော့အရင်လာများကတုံးဆွဲထားတဲ့မီတာယူနစ်များအတိုင်း AB လနဲ့မက်လာအတွက်နှစ်လတာကျတဲ့ငွေကိုတွက်ချက်ပြီးတော့မီတာကပေးဆောင်ရမယ်နောက်ဆုံးရက်များမှာပေးဆောင်ရမယ်လို့အကြောင်းကြားလာကြောင်းသိရပါတယ်မက်လာနဲ့ AB လနှစ်လအတွက်မီတာပေးဆောင်မှုပြောတယ် အိမ်ပြိုသွားတော့မဆောင်နိုင်ရလားလို့ရုံးကိုတွားပြီးတော့ရတယ်တဲ့မီတာဘုံကိုတော့ပြန်ဖြုတ်မယ်လို့ပြောတယ်နောက်မှလာပြန်လျှောက်လို့ပြောတယ်မီတာအကျွေးတွေကိုလည်းကြည်အောင်ပြန်ဆက်ပြီးမှမီတာဘုံပြန်လျှောက်လို့ရတယ်လို့ပြောတယ်မီတာဖြုတ်မယ်ဆိုတာမျိုးပြောတာပေါ့မီတာကအကျွေးထားလို့မရဘူးလို့ပြောနေတယ်လို့ချမ်းမြသာစီမျိုးနယ်ကပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ငလျင်ကြောက်အိမ်မပြိုတော့လဲထိခိုက်ပျက်စီးမှုများရှိနေတဲ့နေအိမ်များကိုလည်းလျှက်စစ်မီတာကများပမာရအတွင်းမှာပေးဆောင်ရန်မီတာဖတ်တဲ့စည်ရင်းများကအတိပေးလာတယ်လို့ဒေတာကန်ပြည်သူများကပြောဆိုထားပါတယ် ်မီတာကားတွေပုံမှန်ဆောင်ဖို့အတွက်မီတာဖတ်တဲ့ဆေးရေးကပြောပါတယ်တမတ်ရအတွင်းမှာမဆောင်ရင်ဒန်ဂျေးအပြင်လကြော်သွားရင်မီတာပါအဖြုတ်ခံရနိုင်တယ်လို့ချိန်ချောက်ထားပါတယ် ်မီတာမဆောင်တဲ့သူတွေများလို့စီမံချက်နဲ့အေးအေးယူတာဖြစ်နိုင်တယ်လို့လည်းပြောသွားတယ်လို့မဟာအောင်မြင်မြို့နယ်ကပြည်သူတို့ကပြောပြထားပါဗျ။စစ်ကောင်စီကမက်ရှလန်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငံလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုနဲ့တေဆုံးမှုများပြားခဲ့တဲ့သခိုင်းမြို့နယ်မန္တလေးမြို့တို့မှာလျှက်စစ်မီတာကားများကိုအချိန်မီပေးဆောင်ကြရန်စိုင်းမုံနဲ့ဗန်နိုင်းများထုတ်ပြီးတော့တရီပေးနေတယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်နဲ့ပင်လောင်းမြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်နဲ့ PNA အဖွဲ့က drone လက်နက်ကြီးများနဲ့တိုက်ခိုက်မှုကြောင့်နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာနေ့ရက်နေ့နေ့လယ်၁၂နာရီခန့်ကစပြီးတော့မွန်းလွဲ၂နာရီခွဲအချိန်ထိအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘလူးချောင်းရဲ့အရှိတ်အဝါချမ်းသာရှိတဲ့ပင်လောင်းမြို့နယ်နမ့်တုတ်ကြီးရွာကိုလက်နက်ကြီးနှလုံးနဲ့ကုန်းတာခေါ်မဆုတ်ခွန်ကြီးရွာကိုလက်နက်ကြီးကိုလုံးပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲကုန်းတာရွာကနေအိမ်တစ်လုံးနဲ့နမ့်တုတ်ကြီးရွာကခမ်းမဆောင်များလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ဖျားတောင်ရွာအတွင်းကိုအကြမ်းဖက်ဆက်တမ်းနဲ့ PNA အဖွဲ့က ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အေဘီလ9ရက်နေ့နဲ့6ရက်နေ့တွေမှာညောင်ရွှေမြို့နယ်ဖျားတောင်ကျေးရွာအတွင်းကိုအကြမ်းမဆက်တက်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့ကဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပြီးတော့၎င်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်၄လုံးဒရုန်းဘုံထိမှန်ကပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ